ဆရာတို့ခေါင်းစည်းခြင်းအစီရင်ခေါင်းစည်းခြင်းပညာများစွာ ရှိကြပါတယ်ဆရာမတူမူမတူပဲမဲ့ရှေ့ဆရာတို့တမားအစင်ဆက်အသုံးပြုခဲ့တဲ့ရှေ့ဘရင်များလက်ထက်ကလေးကအသုံးပြုခဲ့ကြတဲ့ခေါင်းစည်းမင်္ဂလာများစွာရှိပါတယ်ခေါင်းစည်းခြင်းမင်္ဂလာဟာဆရာရဲ့ကိုယ်ပိုင်ဆရာရဲ့အာဘော်ဖြစ်ပြီးတော့ဆရာနှစ်ရှင်လာများ အသုံးပြုခဲ့တဲ့လက်တွေ့အသုံးပြုပြီးခဲ့တဲ့အစွမ်းထက်အစီရင်ရရတစ်ခုဖြစ်ပါတယ် ပုံမတို့တက်မြင်မှာအေးချမ်းตายာပြောရှင်တော့နှစ်တနှစ်ကို ပိုင်ဆံရပါလိမ့်မယ်လို့ဆရာအနေနဲ့ရဲရဲကြီးပြောလိုပါတယ်အလုံးမင်္ဂလာပါဆရာတော့အောင်စက်ကြခံပြီးရဲ့ login ပညာတန်းန်းကဆရာမူရသူဖြစ်ပါတယ်ဆရာတို့မကြခင်မှာပဲနှစ်ဟောင်းကုန်လို့နှစ်တက်ကို ရောက်မဲ့ဆရာတို့မမလူမျိုးတွေရဲ့အထွတ်အမြတ်ထားရာနှစ်တက်အခါသမယကိုရောက်ရှိလာတော့မှာဖြစ်တယ် နှင်ဟောင်းကုံလို့နှစ်သစ်အခါသမယကိုရောက်တဲ့အခါနှင်ဟောင်းကအညစ်အကြေးတွေကို နှစ်သစ်ကိုတဲဆောင်မသွားကြဘူးဆိုတဲ့အယူအဆဆရာတို့ရှေ့အစဉ်ဆက်ဘောဝဘီဘီနေရဲ့အယူအဆတစ်ခုတည်းဖြစ်တယ်။ဆရာဒီနေ့မှာတော့မိတ်ဆွေတို့အတွက်နှစ်တစ်နှစ်ရဲ့နှစ်အဆနှစ်အသစ်မှာပြုလုပ်ရမယ်ဆိုရင်မဟုတ်ပြုလုပ်တဲ့ရေရာလေးတစ်ခုကိုပြောပြပေးသွားမယ်။ဒါပြင်ဆရာတို့ ဗမာလူမျိုးတွေပြုလုပ်နေကြဖြစ်တဲ့အများလည်းတိကြတဲ့ခေါင်းစေးချင်းဆိုလိမို့ခေါင်းလျှော်ကြတဲ့ခေါင်းလျှော်နီးခေါင်းစေးမင်္ဂလာတခုကိုဆရာပြပြပေးသွားမယ်အဲ့တော့ခေါင်းစေးတဲ့ဥခေါင်းစေးမင်္ဂလာပြုတယ်ဆိုတော့ဆရာတို့ရဲ့ဘိုးဘွေးပြီးပြင်ရှစ်ဘရင်ဘရင်နေလက်ထက်ကလေးကပြုလုပ်ခဲ့ကြတဲ့မြမနီးမြမဟာမြမပညာစစ်စစ်တခုဖြစ်တယ် တချို့တွေအမှန်မှားကြတာကဒီအိန္ဒိယအစင်းသက်လာတယ်လို့ထင်ကြတယ်သို့တော်လည်းအိန္ဒိယအစင်းသက်လာတဲ့ပညာပါရှင်လည်းပါနိုင်တာပေါ့သို့တော်ရှေ့ဆရာကြီးများကဗမာရင်းနဲ့ကိုက်ညီအောင်စွတ်တူပြုတ်ပြီးတော့စီရင်ခဲ့တဲ့ဗမာပညာစစ်စစ်လို့ပြောလို့ရတဲ့ခေါင်းစည်းခြင်းမင်္ဂလာတွေများစွာရှိပါတယ်ရှေ့ဘရင်တွေမှာတော့ကျတော့ ဦးကောင်းစေးမင်္ဂလာအတွက်ကောင်းစေးကျွန်းနေမှာအခါတော်ပေးလို့စီရင်ပြုလုပ်တဲ့ပညာရည်တွေလည်းများစွာရှိပါတယ်။ဒါကတော့ပညာရည်နဲ့ဆိုင်တဲ့ဦးကောင်းစေးမင်္ဂလာဖြစ်တဲ့ယနေ့ခေတ်မှာလည်းတကယ်စီဝါရေးအလောက်အကအကြီးကြီးတွေလုပ်တဲ့သူတွေမင်းဆိုရတာတွေနဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေဒီလိုလိုမျိုးတွေလည်းပြုလုပ်နေကြဆဲဖြစ်ပါတယ်။ဒါကြောင့်ကောင်းစေးကျွန်းကို သွားပြီးပြုလုပ်ရတဲ့ခေါင်းစဉ်မင်္ဂလာဟာခေါင်းစဉ်မင်္ဂလာကြီးဖြစ်တာကြောင့်နည်းနည်းလေးဂရိကထများတဲ့အကုံကြတွေများတတ်ပါတယ်ဆိုတော့ဆရာဒီနေ့ပြောမဲ့ခေါင်းစဉ်မင်္ဂလာကတော့မိမိအိမ်မှာပဲလွယ်လင့်တကူပြုလုပ်လို့ရတဲ့ခေါင်းစဉ်မင်္ဂလာနည်းဖြစ်ပါတယ်ခေါင်းစဉ်မင်္ဂလာနဲ့အတူတူပြုလုပ်ရမယ့်ပြုလုပ်တဲ့ရေရာလေးတွေကိုလည်းပြောပြပေးသွားပါမယ်ကျွတ်တိမီပြောထားပါမယ်ဆရာရဲ့ယခုဗီဒီယိုကနည်းနည်းလေးရှင်းခြင်းနဲ့ရှင်းနိုင်ပါတယ် ဆိုတော့ဆရာတို့နှစ်နှစ်ရောက်ပြီဆိုရင်အနေအားကညီအကျေးတွေမမယူသွားအောင်တန့်စင်အောင် ပြုလုပ်ကြတယ်ဆိုတော့ဘယ်လိုနည်းမှပြုလုပ်လဲဘယ်လိုရမှပြုလုပ်ရမှာဘယ်လိုလူမျိုးတွေပြုလုပ်ရမယ်ရေလို့ဆရာအနေနဲ့တူတူယောက်ချင်းကိုခွဲခြားထားခြင်းမဟုတ်ဘဲနဲ့ခုနှစ်နှစ်နန်သားခုနှစ်ရက်သားသမီးတိုင်းအလွယ်တကူပြုလုပ်လို့ရမယ်ရေရတခုရဲ့ခေါင်းစေးခေါင်းလျှော်တဲ့ အစီရင်တစ်ခုရယ်ပြောပြပေးသွားမယ်။အခုပြောပြပေးမယ့်ရေရအခုပြောပြပေးမယ့်ခေါင်းစည်ခေါင်းရှုံ အစီရင်ဟာဆရာရဲ့မူပိုင်သာဖြစ်ပါတယ်။ဆရာရဲ့အာဘော်သာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဆရာတို့ဒီနေ့ရောက်လာမဲ့ဆရာတို့ဗမာတင်းကြံပေါ့တင်းကြံအကျိုးအကျအကျအတက်ဆရာတို့အင်္ဂလိပ်ရက်နဲ့ဆိုရင် လေးလပိုင်း73ရက်နေဟာ တင်းညက်အကျိုးဖြစ်ပါတယ်။ဆရာတို့ပြုလို့ရမယ့်ရက်ကလေးလပိုင်း12ရက်နေ့မှာပြုလို့ရပါမယ်။အကျိုးမရောက်ခင်ပထမရက်ပါ။တင်းညက်အကျိုးဟာ73ရက်တရင်ခုနေ့ဖြစ်ပြီးတော့ဆရာတို့ပြုလို့ရမှာဒီ12ရက်12နေ့မှာပြုလို့ရပါမယ်။ဆရာတို့ခေါင်းလျှော်တဲ့ခေါင်းဆေးတဲ့အခါဆရာတို့ဗမာလူမျိုးတွေရဲ့မြို့ဖလာတယောကမွန်အဆက်နဲ့သာလျှော်ရပါမယ်။ တယောက်ကမောနဲ့လျှော်ပြီးမှလာမိမိတို့ကြိုက်နှစ်သက်ရာခေါင်းလျှော်ရေးရှမ်ပူစားတစ်ဖြစ်ပြန်လဲလျှော်ဖို့လို့ရပါတယ်ဆရာတို့အရင်ဦးဆုံးကတော့ဆရာတို့ရဲ့တယောက်ကမောနဲ့လျှော်ရမှာဖြစ်ပါတယ်ဘယ်လိုနေသားမစိုးတနင်္ဂနွေအစားစနေအစုံခုနှစ်သားသမီးတိုင်းစနေနေ့ရဲ့လေးလပိုင်းစနေရက်စနေနေ့ရက်မနက်9:00နာရီတိတိမှာ ပြုတ်လို့ရပါမယ်ပြုတ်လို့ပြုတ်လို့နေရ အဲ့အများကြီးအစာကြီးခက်ခက်ခဲမရှိပါဘူးမိမိတို့ငွေဖလားဒိုရီမုတ်ခွက်တစ်ခုတည်းကိုဆရာတို့တယောက်ကမုန်းခေါင်းချော်ရေးထည့်ပါမယ်ခေါင်းကိုမိမိတို့လျှော်နေကြပုံစံတိုင်းပဲလျှော်ပါမယ်သို့တော့ဘာတွေကွာသွားမလဲဆိုရင်မိမိမျက်နှာလှည့်ရမယ်အရက်ဒေသတွေခွာချပါလိမ့်မယ်ဆိုတော့ခါကျတော့ဆရာတို့မှာအရက်မျက်နှာလိုက်မြမဘေးရင်ကြမ်းကန်းနက်ခတ်ဒီမှာခွဲရထားတဲ့အရက်မျက်နှာတွေရှိပါတယ် ိုကြပါစို့ပရိဝါရအာရုငဃာဘုံမိဂါပတိအစတဖြင့်အယဲမျက်နှာရှုရှစ်ခုရှိပါတယ်ဆိုတော့ဆရာတို့ဟာနှစ်သစ်မှာအစဉ်ပြေအောင်ตายအောင်ပျော်ရွှင်အောင်ငွေဝင်အောင် ဖုံးကပ်တက်အောင် အကောင်းနေကြီးပဲယူဆောင်มาဖြစ်တဲ့အတွက်ဆရာတို့ဒီအယဲမျက်နှာရှစ်မျက်နှာကနေအကောင်းဆုံးဆိုတဲ့အယဲမျက်နှာကိုဆရာတို့ရွေးထုတ်ထားပါတယ်ဆိုတော့ခါကျတော့မိမိဟာဖုံးတကူတက်ချင်တာလားကံပွင့်ချင်တာလား ဒါဆိုရင်ဖုံးတစ်ခုတက်ရကံပွင့်ရရက်ကိုမျက်နာမူရပါမယ်။ဒါမှမဟုတ်မိမိဟာမိမိနဲ့တကွမိမိအိမ်ကဟာစက်တီမင်္ဂလာတိုးချင်တာအေးချမ်းချင်တာလား။တီရိဆိုတဲ့စက်တီအရက်ကိုမျက်နာမူပြီးတော့ခေါင်းလျှော်ရပါမယ်။ဆိုတဲ့အခါကျတော့ဆရာအနေနဲ့အကောင်းဆုံးဆိုတဲ့အရင်မျက်နှာနှစ်ခုကိုနေသားလိုက်ပြောပြပေးသွားမှာဖြစ်တယ်။မိစုလိုအနေနဲ့မိမိတို့နှစ်သက်ရဆရာပြပြပေးတဲ့အရက်ဒေသနှစ်ခုရဲ့ရမှာနှစ်သက်ရအရက်ဒေသကို မျက်နာမူပြီးတော့ခေါင်းလျှော်ရပါမယ်။ဆရာအနေနဲ့အကောင်းဆုံးဆိုတဲ့အရေးမျက်နာတွေရွေးချယ်လိုက်တဲ့အခါတေသဆိုတဲ့ဖုံးတစ်ခုပွင့်ရာ ကန်တက်ရာကန်မြင့်ရာအရက်တစ်ချက်ကိုဆရာရွေးချယ်ပေးထားပါတယ်။တီရိဆိုတဲ့စက်တေတီယာအေးချမ်းရာပျော်ရွှင်ရာစက်တေအဖျားဖျားနဲ့ပြည့်စုံရာအရက်ဒေသတစ်ခုကိုရွေးချယ်ပေးထားပါတယ်။ဆရာရွေးချယ်ပေးထားတဲ့တေသဒုတိမုတ်တီရိရက်ကိုမျက်နာမူပြီးတော့မိမိတို့နှစ်သက်ရာ မိမိတို့လိုချင်ရာကိုဒီရက်ကိုမျက်နှာမူပြီးတော့ခေါင်းလျှော်ရမှာဖြစ်တယ်။ဆရာပြန်ပြောပါမယ်။တေသဆိုတဲ့ဖုံးတခုတက်ရာကံပွင့်ရာ အရက်ရှိပါတယ်။တီရိဆိုတဲ့စက်တေတီရာအေဂျန်ရာအိုးရင်ပန်းမာလာလို ရွှင်လန်းစေရာ အရက်ဒေသတီရိနဲ့ဒေသနှစ်ရက် အရက်နှစ်ရက်နှစ်ခုကိုရွေးထားပါတယ်။တနင်္ဂနွေသားသမီးတွေအနေနဲ့ဖုံးတခုတက်ရာကံပွင့်ရာ ကိုလိုချင်နေဆိုရင် အနောက်အရက်ကိုမျက်နာမူပြီးတော့ခေါင်းလျှော်ရပါမယ်။တနင်္လာသားသမီးတွေအနေနဲ့အနောက်မြောက်အရက်ကိုမျက်နာမူပြီးခေါင်းလျှော်ရပါမယ်။အင်္ဂါသားသမီးတွေကမြောက်ဖွဲ့ဖြစ်ပြီးတော့ဘုံရူသားသမီးတွေကအရှိမြောက်ဖြစ်ပါလေ။ကြာသာပရိသားသမီးတွေကအရှိတောင်အရက်ဖြစ်ပြီးတော့တောက်ကြာသားသမီးတွေကအနောက်တောင်ပါ။စနေသားသမီးတွေကတော့အရှိအရက်ကိုမျက်နာမူပြီးတော့ခေါင်းလျှော်ရပါမယ်။ဆရာပြောသွားတဲ့တနင်္ဂနွေအနောက်တနင်္လာအနောက်မြောက်အင်္ဂါမြောက်ဘုံရူအရှိမြောက်ကြာသာပရိအရှိတောင် တောက်ကြအနောင်မြောက်စနေအရှိစားတဲ့အရက်တွေဟာတေသဆိုတဲ့ဖုံးကိုတေရကံပွင့်ရအရက်ဒီသားတွေဖြစ်ပါတယ်အခုမှတေသအရက်ကိုပြောပြီးတဲ့အခါတိရိဆိုတဲ့စက်တီတိုးရအေးချမ်းရငင်းအေးရစသဖြင့်ဆောင်ချင်းပေးနိုင်တဲ့အရက်ဒီသားကိုဇာထပ်ပြီးတော့ပြောပြပေးပါမယ်တနင်းဦးနေသားသမီးတွေအနေနဲ့မြောက်ရဟာတိရိအရက်ဖြစ်ပါတယ်တနင်းနာသားသမီးတွေအနေနဲ့အရှိမြောက်ဟာတိရိအရက်ဖြစ်ပါတယ်အင်္ဂါက အရှိအရပါဗုဒ္ဓဦးကအရှိတောင်ပါကြာသာပရိယအနောက်တောင်ဖြစ်ပြီးတော့တောက်ကြာကအနောက်မြောက်ပါ စနေတောင်ရက်ဖြစ်ပါတယ်ဇာဟုပြောပြပေးသွားတာတီရိဆိုတဲ့စက်တီတီယာဘုံလူကိုတီယာဌာနဖြစ်ပါတယ်မိမိတို့နှစ်သက်တယ်လို့တီရိအရာတေသာအရာရွေးချယ်ပြီးတော့ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်ခေါင်းလျှော်နေတဲ့အခါမှာဌာနမေတန်ဆိုတဲ့ဂါရာဒုတိမဟုတ် ဂါရတခုခုဖျားဂုံတော်တခုခုရွတ်ဖတ်နေလို့လဲရပါတယ်အလွယ်ကူဆုံးနဲ့ခုနှစ်သားသမီးအတွက်အကိုက်အညီဆုံးဂါရလေးတခုကိုဆရာရွေးချယ်ပေးထားပါတယ်အဲ့ဒီဂါရကတော့ဖုဒ္ဒသလောကဓမေဟိဆိုတော့ဖုဒ္ဒသဂါရပါခေါင်းလျှော်နေစဉ်ကာလမှာဖုဒ္ဒသဂါရကိုကိုးခေါက်တိတိရွတ်ဖတ်ပြီးတော့ခေါင်းလျှော်ပေးရပါမယ်ကိုးခေါက်တိတိရွတ်ဖတ်ပြီးတော့တယောက်ကမုန်းနဲ့ခေါင်းလျှော်ပြီးတဲ့အခါ မိမိတို့နှစ်သက်ရာရှမ်ပူခေါင်းလျှော်ရေးစသဖြင့်ပြန်လဲလျှော်လို့ရပါလေ။ဒါဟာဆရာပြပြပေးခဲ့တဲ့ခေါင်းလျှော်ခြင်းခေါင်းစေးခြင်းမင်္ဂလာဖြစ်ပါလေ။ပြုလို့ရမယ့်ဟာကဒီလပိုင်းစနေနေ့မနက်ဒီလပိုင်း12ရက်စနေနေ့မနက်9နာရီမှာပြုလို့ရပါမယ်။ဒီလိုခေါင်းလျှော်ခြင်းခေါင်းစေးခြင်းပြုလုပ်ပြီးတဲ့အခါတစ်နှစ်တာလုံး ကံအညံ့နေပြီအောင်ကံကောင်းအောင်ဖုံးတတ်အောင် စီးပွားတတ်အောင်သတ်သဖြင့်ရေရာတစ်ခုကိုဇက်တိုက်ပြုတ်လုပေးရမှာဖြစ်ပါတယ်မိမိတို့ခေါင်းလျှော်ပြီးတဲ့အခါခေါင်းလျှော်ရေမိုးချိုးပြီးတဲ့အခါဖျားတဲ့ရှေ့မှာပြုတ်လို့ရမယ်ရေရာဖြစ်ပါတယ်လိုအပ်တဲ့အရာတွေကတော့စနေတနင်္ဂနွေစာစနေအစုံခုနှစ်ရက်သားသမီးတိုင်းတစ်မျိုးဒီအခုဆရာပြောမယ်တစ်မျိုးပဲလိုပါတယ်အုံညွတ်တညွတ် ဂန်းကိုဒိုရီမဟုတ်ကိုကိုနှစ်ညွတ်ဇီးသုံးညွတ်ရွက်လလေးညွတ်မေမြို့ငါးညွတ်တီဟို၆ညွတ်ဓာန်းခုနှစ်ညွတ်စားတဲ့ခုနှစ်နေ့နံပန်းတွေကိုဒသူတည်းတဲ့စုစည်းပြီးတော့ဆရာတို့ဖန်ကွက်အလုတ်အကြည်ဂိုင်းမပါတဲ့ဖန်ကွက်ဖြစ်ရပါမယ်ဆိုကြပါစို့ဖန်ကွက်ဒီလိုဒီလိုပုံစံဖန်ကွက်လေးတွေရှိတတ်ကြပါတယ်အကြီးကြီးပေါ့ပန်းတွေမပါပါဘူးဗျောင်ဖြစ်ရပါမယ်ဂိုင်းမပါရပါဘူး အဲ့လိုဖန်ခွက်သေးကိုရေထည့်ပြီးတော့ဆရာခေါနပြောခဲ့တဲ့ခုနှစ်နှစ်နံပန်းတွေကိုထိုးပြီးတော့ဖျားကိုလှူရမှာဖြစ်ပါတယ်ဖျားကိုလှူပြီးတဲ့အခါမှာဂုံတော်ကိုးပါးတဲ့မိမိနှစ်သက်ရာဂုံတော်ဒိုဒီမဟုတ်ကိုးပါးသလုံးဖြစ်စေအ ਨੇ ဆုံးမိမိရဲ့အတက်တက်နိုင်ရင်တရားရှိခောက်ရွတ်ဖက်ပေးရမှာဖြစ်ပါတယ် အကုံတော်ကိုပါလုံနိုင်ရင်ကုံတော်ကိုပါသူရင်းမို့အရဟံသဘဂဝါအစုံ တခုခုပေါ့ကုံတော်တပါးပါတရရှစ်လုံးပဒီနဲ့မိမိရဲ့အသက်ဦးမှာဆိုကြပါစို့25နဲ့ဆို25កောက်တက်နိုင်ရင်တော့တရရှစ်ခေါက်ပဒီအပတ်ရေးစိတ်ပြီးရပါမယ်တရရှစ်လုံးပဒီနဲ့ပဲဖြစ်ရပါမယ်ပဒီစိတ်ပြီးတဲ့အခါမှာမေတ္တာပို့ပါအမျှဝေပါတခြားမေတ္တာတုတ်တို့တခြားကိုရွတ်ဖတ်ခြင်းတဲ့ကာရတွေလည်းရွတ်ဖတ်နိုင်ပါတယ် ီးတဲ့အခါခொနည်းသားသမီးများယနေ့ကစပြီးတော့အေးချမ်းပါစေကိုစိတ်ချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းကွာကြက်စီအဖျားဖျားတိုးတက်ကြပါစေရွှေမိုးငွေမိုးရွာကြပါစေတည်သာရေချမ်းစိတ်ဆန်းပမာအေးချမ်းသာရာရှိပါစေစသဖြင့်ဆုတောင်းမေတ္တာပို့ပေးရမှာဖြစ်ပါတယ်ဆုတောင်းမေတ္တာပို့ပြီးတဲ့အခါကျတော့မှခொနည်းသားသမီးအပေါင်းကိုအခုလိုမျိုးမေတ္တာပို့အမျှဝေကုသိုလ်ကောင်းမှုတွေကို မိမိပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအမြတ်ဝေမေတ္တာပို့ပြီးတဲ့အခါမှာဒီလိုမေတ္တာပို့အမြတ်ဝေရတဲ့အကျိုးကျေးဇူးကြောင့်မိမိဒီလေကောင်းခြင်းမင်္ဂလာဖျာဖျာနဲ့ပြည့်စုံပါစေအေးချမ်းပါစေပျော်ရွှင်ပါစေယနေ့မှစရောက်လာမယ့်နှစ်မှာနှစ်သစ်မှာနှစ်သစ်မှာစမိမိဒီလေကျမ်းပါပါစေချမ်းသာပါစေစိတ်ကြီးကျမ်းသာခြင်းကိုယ်ကြီးကျမ်းသာခြင်းပြည့်စုံပါစေဖုံးကျက်စီဖျာဖျာတိုးတက်ပါစေရွှေဝင်ပါစေငွေဝင်ပါစေစသဖြင့် ကုသိုလ်ကောင်းမှုတွေကိုအမြတ်ပို့အမြတ်ဝေမေတ္တာပို့ပြီးတော့ဆုတောင်းပေးရမှာဖြစ်ပါတယ်ဒီဧရိယာကိုပြုလုပ်ဒီကောင်းစေမင်္ဂလာကိုပြုလုပ်ပြီးတဲ့အခါမိတ်ဆွေတို့နောင်ရောက်လာမဲ့နှစ်မှအစမှဒီတနှစ်ပတ်တာကာလလုံးစက်တီမင်္ဂလာဖျော်ဖျော်နဲ့ပြည့်စုံမယ်အလောက်ကံအကျံစီတိုးတက်အောင်မြင်မယ်လက်ရှိရှိနေတဲ့ကိုယ့်ရဲ့အခြေအနေထက်ပုံမတိုးတက်မြင်မှား အေးချမ်းသာယာပျော်ရွှင်တော့နှစ်တနှစ်ကို ပိုင်ဆိုင်ရပါလိမ့်မယ်လို့ဆရာအနေနဲ့ရဲရဲကြီးပြောလိုပါတယ်။ရုံရုံကြည်ကြည်ပြုလုပ်ဖို့လိုပါတယ်။အခုဆရာပြပြပေးခဲ့တဲ့ရဲရရာနဲ့ခေါင်းစည်းခြင်းမင်္ဂလာဟာဆရာရဲ့ကိုယ်ပိုင်ဆရာရဲ့အာဘော်ဖြစ်ပြီးတော့ဆရာနှစ်ရှင်လာများအသုံးပြုခဲ့တဲ့လက်တွေ့အသုံးပြုပြီးခဲ့တဲ့အစွမ်းထက်အစီရင်ရရာတစ်ခုဖြစ်ပါတယ်။သိခက်ခဲကြက်တဲ့ငွေကုန်ကြေးကြမများတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက်မိစ္ဆာတို့အချိန်ခဏပေးပြီးတော့သေသေချာချာပြုလုပ်ခြင်းဖြင့်တနစ်တာကာလလုံးကောင်းခြင်းမင်္ဂလာဖြာဖြာနဲ့ပြည့်ပြည့်ဝဝခံစားရလိမ့်မယ်လို့ဆရာရေရေကြီးပြောရပါတယ်ဒီလိုပဲဆရာတို့မှလည်းဆရာတို့ဆရာအစဉ်ဆက်လက်ဆင့်ကံခဲ့တဲ့အာယုတမဘိသိက်မင်္ဂလာဆိုတဲ့ခေါင်းစည်းခြင်းမင်္ဂလာတစ်မျိုးရှိပါတယ်ဒါအခုလိုမျိုးခொနည်းအသားသမီးတိုင်းအများအတွက် ြုတ်လုတဲ့နီးမျိုးမဟုတ်ဘဲနဲ့တဦးတယောက်ချင်းကိုတယောက်ချင်းရဲ့ဇာတာလေးကတွက်ချက်ဆစ်ဆေးပြီးတော့တိတန့်စီရင်ပြုတ်လို့ရတဲ့အစီရင်နေဖြစ်တဲ့အတွက်ဒီအာယုတမဘဲသိမ့်မင်္ဂလာဆိုတဲ့ခေါင်းစည်းမင်္ဂလာကိုတော့အခုလိုဆရာတို့အများအတွက် ပြောပြလို့တော့မရပါဘူးဆရာတို့အနေနဲ့ဒီလိုပညာတွေဟာရှေ့အစဉ်ဆက်ရှိခဲ့တယ်ဆိုတာသိစေချင်တာရဲ့ တကယ်၍အကယ်၍များအများလိုအပ်တယ်ဆိုရင်လိုအပ်တယ်လို့အသုံးပြုနိုင်ရဆရာတို့ကိုယ်တိုင်တီထွင်ကြံစရှေ့သမားတွေရဲ့ပညာတွေနဲ့ပြည့်စုံစုပြီးတော့ပြောပြခဲ့တဲ့ပညာတွေဖြစ်ပါတယ်တဝူးတယောက်တည်းအတွက်သီးသက်ပြုလုပ်ခြင်းနဲ့အာဟုသမဘိသိက်မင်္ဂလာဆိုတဲ့ခေါင်းစည်းခြင်းမင်္ဂလာများအတွက်ပြုလုပ်ခြင်းနဲ့သူများရှိတယ်ဆိုရင်တော့ဆရာတို့အွန်လိုင်းရဖြစ်စေဆရာတို့ဒဏ္ဍာန်းကိုကိုယ်တိုင်ဖြစ်စေလာရောက်ဆွေးနွေးတိုင်ပင်တွေ့ချက်ပြီးတော့ ခေါင်းစဉ်မင်္ဂလာအစီရင်ကြီးကိုပြုလုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းလည်းတစ်ဆက်တည်းပြောကြလိုပါတယ်မိတ်ဆွေများအားလုံးနဗျံဘေးမရှိကြပါစေနဲ့